Hello အားလုံးပဲမင်္ဂလာပါ Unit Show ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့နီးပြ Rubin and Morin ကတည်င်းစာရှင်လင်းပွဲစပါးနဲ့ပွဲမတိုင်ခင်လောက်ထားတယ်ဆိုတော့အဲ့ဒီအကြောင်းကနေပတ်သက်လို့ကျွန်တော်တို့ပြောကြည့်အောင်မဒီတည်င်းစာရှင်လင်းပွဲထဲမှာဆိုလို့ရှိရင်အထားပါတော့ဒါကျွန်တော်တို့ကစပါးထက်ပူကောင်းကစားပြနိုင်နေပြီလားလို့နော်ပြီးလို့ရှိရင် Europa League Final မှာလည်းသူတို့ကိုရှုံးနှင်းခဲ့တာဖြစ်တယ်လို့ ဒါလေးဘွဲဆက်တိုက်ဆိုလို့ပြီးခဲ့တဲ့ရာသီမှာစပားကိုရှုံနေခဲ့တာတွေကျွန်တော်ရှိရောပေါ့နော်ဒါဒီနဲ့ပတ်သက်ပြီးတော့လည်းသူပြောထားတယ်အဲ့တော့ရူဘင်အမ်မိုရင်ပြောတဲ့တင်းစာရှင်လင်ဘွဲကတချို့အကြောင်းအရာတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့သူကတော့ပထမဆုံးအနေနဲ့ပေါ့နော်ယူရိုပါလိဖိုင်နယ်ကအကြောင်းကိုသူကတော့ခင်ဗျားတို့သာပေါ့နော်ကျွန်တော်ကိုယူရိုပါလိဖလားတစ်လုံးနဲ့ချန်ပီယံစ်လိဝင်ဝင်တနည်းအားနော်ကစားမအစ်စ်တွေပို့ပြီးတော့များတဲ့ဘတ်ဂျက်တွေနော်လိုချင်လားလို့မေးတယ်ဆိုလို့ရှင်တော့ ျွန်တော်ကလူချင်းတယ်လို့ပဲဖြည့်မိမှာပါဗောနော်ဒါပေမဲ့လည်းလူတခြားတစ်ဖက်မှာကျွန်တော်တို့အဲ့ဒီအရာတွေကိုလွဲချော်သွားတဲ့အတွက်နားချိန်ညီပို့ပြီးတော့ကျွန်တော်ရလာတယ် training စင်းချိန်ညီပို့ပြီးတော့ကျွန်တော်ရသွားတယ်အတင်းကကစားမားတွေကိုနားလေဖို့အချိန်ပူရသွားပြီးတော့နောက်ထပ်ဥရောပဝင်ခွင့်တွေအတွက်ပြင်ဆင်ချိန်ပူရသွားပါတယ်ဆိုပြီးတော့ပြောထားတယ်အဲ့တော့ဟိုယူရိုပါလိဖိုင်နယ်ပြီးကြတဲ့ကကစားမားတွေရဲ့ဇယိုက်လက္ခဏာတွေကအစအကုန်လုံးကပေါ့နော်ပြောင်းလဲသွားကြပြီပေါ့ မနေ့ကကစားမတွေလည်းအတင်းမှရှိနေသေးပြီမဲ့လေလို့အဲ့ဒီအချိန်ကနေရှင်မယ်ဆိုရင်အခုဟာပူကောင်းတဲ့အတင်းဖြစ်နေတယ်ပေါ့နော်ကစားတာလေးပူပြီးတော့ကောင်းလာတယ်လို့ပွဲကိုလည်းပူပြီးတော့နားလေလာကြပါပြီဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဒါအပြင်ကစားမတွေကသူတို့ကသူတို့ယုံကြည်မှုပိုင်းနေမှာလည်းအများကြီးပူပြီးတော့တိုးတက်နေပြီပွဲရဲ့အခိုက်အတန့်တွေကိုလည်းပူပြီးတော့ထိန်းကျောင်းနိုင်တယ်လို့ယူရိုပါလိဖိုင်နယ်တုန်းကခင်ဗျားတို့မှတ်မိမယ်ဆိုလို့ရှိရင်ပေါ့နော်စပါးဟာ၉ပေါက်တဲ့တဲ့တစ်ချိန်ကနေပြီးတော့ပဲအဲ့ဒီပွဲစဉ်ကိုအနိုင်ရသွားတာ เนาะအနိုင်ရသွားတာဆိုတော့သူတို့မှာအခွင့်အရေးရနိုင်ခဲ့တယ်ဆိုတာကလည်းအဲ့ဒီတစ်ချိန်ကြောင့်ပဲပေါ့အဲ့ဒီတုန်းကပူကောင်းခဲ့ပြီမြဲလေလို့ပွဲကိုအနိုင်ရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့အတွက်အကန့်တရားကလည်းလူနေခဲ့တာပေါ့ဗျာအခုတော့ကတော့အသာအလုံးကကျွန်တော်နေပုံသာဆန့်ကျင်ဘက်တွေပဲဖြစ်ကုန်ပြီဆိုပြီးသူပြောထားတယ်အဓိကခြုံကြည့်ရရင် तू ကတော့စပါးနဲ့ပြီးခဲ့တဲ့ယာတီမှာယူရိုပါလိဖိုင်နယ်ကအသင်းရဲ့ဒီယာတီကင်ဂျမာကိုအဆုံးဖြတ်ပြီးသွားသလိုဖြစ်တာကိုကျွန်တော်လည်းအဲ့ဒီတုန်းကပြောကြတယ်ဟိုငါတို့ကတော့အဆင့်ဆန်ငါးနဲ့ယာတီတိတ်နေပြီငါတို့တို့က ဟိုကောင်းတဲ့ຢာတိတစ်ခုဖြစ်အောင်ပြောင်းလဲနိုင်တဲ့အနေအထားကကျူပါလေးဖိုင်နေဘူးဆွဲဖို့ပဲဒါပဲငါတို့ရှိတာပဲပေါ့အဲ့ဒါမဟုတ်လို့ရှင်အကုန်တိုင်ပတ်သွားမယ်ဆိုပြီးတော့ပြောတယ်လို့ကျွန်တော်တို့အကုန်တိုင်ပတ်ခဲ့ရတယ်ဆိုတော့အခုဆိုလို့ချင်း Champions League ဝင်ခွင့်လည်းမရဘူးဘာညာဆိုတော့ဗောနော်သူကတော့အဲ့ဒီ young ကတော့ဗောနော်ရချင်ခဲ့တာပေါ့ဗျာတိုးတော်လည်းပဲအခုဆိုလို့ချင်းအဲ့ဒီမရတဲ့အတွက်ကစားမားတွေကလက်ချင်ရင်နေပူပြီးတော့ရတယ်နော်နားချင်းနေပူပြီးတော့ရတယ်ပေါ့တကယ်တမ်းကအဲ့ဒီနားချင်းနေပူပြီးတော့ရတယ်လေးချင်းချင်းနေပူပြီးတော့ရတယ်ဆိုတာကလည်း အသင်းကတိုးတက်မလာရင်အလကားပဲပေါ့နော်ဟိုအခုဆိုလို့ရှိရင်ကျွန်တော်တို့ညီနဲ့အနံ့ရတင်းတဲ့ပွဲစဉ်တွေကိုအနိုင်မရဘူးနော် mid block low block နဲ့ကစားတဲ့အသင်းတွေဆိုလို့ရှိရင်ကျွန်တော်သာအနိုင်ရအောင်ဆွမ်းဆောင်နိုင်ခြင်းကျွန်တော်မရှိတော့ဘူးကိုရီကိုဒရက်ဆက်တိုက်စစ်စင်တဲ့အသင်းမျိုးမှ counter attack တီးတံပြန်နေနဲ့ကျွန်တော်တို့ကပေါ့နော်အဆင်ပြေတာမဟုတ်ရင်ဘလူးမန်ကိုငါတို့တိုက်စစ်ဘလူးဆင်ရမလဲဆိုတာကိုတော့မသိတဲ့အနေအထားမျိုးပြီးခဲ့တဲ့ Nordian Forest နဲ့ပွဲကိုပြန်ကြည့်ရင်အရှင်းလင်းဆုံးဥပမာပဲ။ ိုင်ဘက်ကဂိုးရီပါရီရသွားပြီးတော့ဗောနော်ကျွန်တော်ဒီမီဘလော့လိုဘလော့ကစားဘူးကျူးပန်းတဲ့အခါမျိုးမှာလောင်းဘောတွေကျွန်တော်တို့တောက်လျှောက်သွားနေတဲ့အတင်းတင်းတွေအတွက်တိုက်စစ်ဘလူးဆင်ရမလဲဆိုတဲ့အနေအထားမျိုးကကျွန်တော်တို့အဖြေရှာလို့တွေးကြတာမဟုတ်ဘူးအဲ့ဒီတော့လက်ရှိစပါးနဲ့ပွဲကလည်းဒီလိုပဲကျွန်တော်လာမှာပဲစပါးဟာโอเคသူတို့ရဲ့ price ကိုပြကျင်လို့ဒီကောင်ဒီကိုငါတို့ pressing လုပ်လို့ရတယ်ဆိုပြီးတော့လာရင်တော့တမျိုးပေါ့လေအဲ့လိုမဟုတ်ဘူးเนาะစပါးဘက်ကပူကောင်းအောင်လေကစားနိုင်တယ်ဒါအပြင် မေဘလော့လူဘလော့နဲ့လည်းကောင်းကောင်းကစားပြမယ်။တိုမတ်ဖရန့်ရဲ့ defense ကလည်းညီကလေးသိတဲ့အတိုင်းပဲ။အဲ့လိုမျိုးဆိုရင်ပြဿနာတွေအများကြီးတက်နိုင်ပါတယ်။ဒါကူ तू ကတော့ပြောထားတာပေါ့နော်။အဓိကကတော့ तू ကနားချိန်ကြီးပူရတယ်ပေါ့ဗျာ။ခုနကပြောလို့ပဲအသင်းဟာနားချိန်ကြီးပူရလည်းပဲကျွန်တော်တို့ Manchester United ဆိုတာမျိုးကပြိုင်ပွဲတွေများများကန့်ကျင်လုံးလို့ကျွန်တော်ကပူကောင်းတဲ့အသင်းဖြစ်ဖို့ကျွန်တော်ကြိုးပမ်းနေရတာ။အဲ့တော့ပြိုင်ပွဲကြီးတွေလွတ်တဲ့နေရာမျိုးမှာကောင်းတဲ့လက္ခဏာဆိုတာခက်ရှားရှားပါနော်။အဲဆက်ပြီးတော့ तू ပြောသွားသေးတယ်။ ဒီပြီးခဲ့တဲ့ပေါ့နော်ကျွန်တော် Northern Forest နဲ့ပွဲကရလက်ကတော့တော်တော်လေးကိုအတင်းတွက်ခံရခက်တယ်ပေါ့ဘာလို့လဲဆိုတော့ပြီးလေးရတဲ့ဂိုးခိုက်တဲ့နေမှာဆိုလို့ရှင်ကျွန်တော်တို့ဟိုပူကောင်းအောင်လုံနိုင်ခဲ့ကြတင်နေပေါ့ဗျာနော်ပြီးတဲ့ပူပြီးတော့ကောင်းခဲ့ကြတင်နေပေါ့ဒါမျိုးတွေကျွန်တော်တို့နေမလုံနိုင်ခဲ့ရဘူး Brighton နဲ့တုန်းကဆိုလို့ရှင်တော့ဒါလုံးဝအဆင့်ကျင်ပတ်ဖြစ်ပေါ့ Brighton နဲ့တုန်းကပူကောင်းတဲ့ခံစစ်ဆွမ်းဆောင်ရည်တွေကျွန်တော်ပြနိုင်တယ်ပူကောင်းတဲ့လက္ခဏာတွေကျွန်တော်ပြနိုင်တယ်ပေါ့ဒါမျိုးလို Northern Forest နဲ့ပွဲမှာအတင်းရဲ့ခံစစ်က ျွန်တော်တို့ရှိသင့်တဲ့အနေအထားတစ်ခုမှရှိမနေဘူးပေါ့နော်ကျွန်တော်တို့ Manchester United မှာ two dead ဆရာတွေအများကြီးကြံနေသေးတယ်ဆိုတာမေ့လို့မရဘူးပေါ့ပွဲတစ်ပွဲမှာဘာမှဆိုဖြစ်သွားနိုင်တာမို့လို့ပြင်ဆင်တဲ့အချိန်မှာလည်းအများကြီးအစွမ်းကုန်ကျွန်တော်ပြင်ဆင်ရတယ်ဆိုတော့ရလက်တီကတော့အမြဲတမ်းပုံမှန်ခြီစွမ်းကောင်းမှအနိုင်ရလက်ဒီဆက်နိုင်မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ဘောနော်ပြောထားတယ်။အဒီနေရာမှာကျွန်တော်တို့ဒီ Nordian Forest နဲ့ပွဲကဗျာခုနကပြောသူပဲပြီးလျရတဲ့နှစ်ဂိုးစလုံးကမှန်ပါတယ်။အမိုရင်ပြောသလိုကျွန်တော်ရဲ့အကောင်းဆုံးအနေထားမှာရှိမနေသလို ဖြစ်တဲ့အနေအထားတစ်ခုလေးလည်းကျွန်တော်ရှိမနေခဲ့ဘူးတော်တော်လေးစိတ်ပြည့်စရာကောင်းတယ်ပေးလိုက်ရတဲ့နှစ်ခုမှာနှစ်မိနစ်တော်တွင်ကျွန်တော်နှစ်ခုလောက်ပေးလိုက်ရတာကတော်တော်ကိုခင်မိမှုကောင်းတယ်လို့လက်ခံနိုင်မှုလည်းခဲရင်တယ်ဒါမဖြစ်တဲ့အနေအထားတစ်ခုဖြစ်နေလို့ပဲသူတပင်တန်းစင်းစုံမှာယုံကန်နေရတဲ့အတင်းတင်းတင်းတွေကကျွန်တော်ဟာဒီထက်ပိုပြီးတော့ကောင်းတဲ့ပုံစံနဲ့ရင်ဆိုင်ခဲ့ရတဲ့နေပေါ့နော်ဒါပေမဲ့ကျွန်တော်မလုပ်နိုင်ခဲ့ဘူးပြင်းလည်းပဲကျွန်တော်ဂိုးရီပါရီမရခင်ထားပါတော့ဂိုးရီမပြရဘူးဂိုးရီမရဘူးဆိုရင်တော့မှကျွန်တော်အတင်းအချီနေကိုကျွန်တော်ကြည်ပါလားဘလို့ဖြစ်နေတယ်လဲဆိုတော့ဒီ အတင်းကဗျာပြောရှင်ပြီးတော့လည်းမကစားနိုင်ဘူးနော် position လည်းကျွန်တော်ရှင်မကစားနိုင်ဘူး pressing လည်းကျွန်တော်မလုပ်နိုင်ဘူးပြောရရင် Nordian Forest နဲ့ပွဲစဉ်ကသူတို့ကိုကကိုယ့်ထက်ပိုကောင်းကစားခဲ့တယ်အဲ့ဒီနှစ်ဂိုးလေးတွေမဟုတ်ဘူးအဲ့ဒီနှစ်ဂိုးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့စိတ်ပြည့်စရာကောင်းကောင်းကောင်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနှစ်ဂိုးလေးတွေကျွန်တော်မဟုတ်ဘူးအဲ့ဒီနှစ်ဂိုးလေးတွေကျွန်တော်မဟုတ်ဘူး Forest ကတသိန်းလုံးအနေထားနဲ့တပွဲလုံးအနေထားနဲ့ကိုပူကောင်းအောင်ကစားပြသွားတာနော်သူတို့ position game ကစားတဲ့နေရာမှာလည်းပူကောင်းတယ်ကွင်းလေရလည်းပူပြီးတော့ကောင်းနေတယ်လို့ defense ပိုင်းကစားသွားတဲ့နေရာမှာလည်းကိုရီဘာမန်ကိုမလုံနိုင်ခဲ့လို့ထိတူကောင်းခဲ့တာအဲ့တော့ Northern Forest နဲ့ပွဲကအဲ့ဒီနှစ်ဂိုးအခိုက်တဲ့နေတော့မဟုတ်ဘူးဆိုတော့သူပြောသလိုအသင်းမှာတိုးတက်စရာတွေအများကြီးကျန်နေသေးတယ်ဆိုတာမေ့လို့မရဘူးဆိုတာဘယ်သူမှမေ့လို့မလို့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ကျွန်တော်အသင်းကအကောင်းဆုံးနေထားမှာရှိမနေတော့ငါတို့အသင်းမှာအားနည်းချက်တွေအများကြီးပဲဆိုတာသတိထားမိကြလို့ပဲဒါအပြင်သူနောက်တစ်ခုသူဆက်ပြီးတော့ပြောသွားတယ်ကျွန်တော်ပွဲကိုထိန်းချုပ်တဲ့နေရာမှာလည်းဖြည်းဖြည်းချင်းနဲ့တော့ပူကောင်းလာပြီပေါ့ယုံကန်နေရတဲ့အချိန်နေမှာဆိုလို့ရှိရင်လည်း ပြန်လာနိုင်စွမ်းကပို့ပြီးတော့ရှိနေပြီပေါ့နော်။ဘာလို့လဲဆိုတော့တဝူတယောက်ချင်းစီတိုင်းထပါတော့ကစားမားတယောက်ချင်းစီတိုင်းကပွဲရဲ့ရလက်ကိုပြောင်းလဲနိုင်စွမ်းရှိတဲ့အည်သွေးတွေကိုပိုင်ဆိုင်ထားကြတဲ့သူတွေရှိလို့ပဲပေါ့နော်။ကျွန်တော်ကတော့ပွဲကိုထိန်းချုပ်တယ်ဆိုတဲ့နေရာမှာကျွန်တော်မထင်ဘူးကျွန်တော်အခုလက်ရှိ MODIN လက်အောက်ထိကျွန်တော်ကြည့်တဲ့အနေအထားမှာကျွန်တော်တို့တင်းကပွဲကိုထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့အရာပိုကောင်းလာသေးတယ်လို့ကျွန်တော်အများကြီးမထင်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ ပွဲကိုထုံထင်းချုပ်တယ်ဆိုတဲ့နေရာမှာထားပါတော့ဗျာကျွန်တော် Brighton နဲ့ပွဲကိုပဲကျွန်တော်ကြည့်ကြည့်ဒါကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲเนาะ Brighton နဲ့ပွဲဆိုလို့ရှင်ကျွန်တော်တို့နိုင်ခဲ့တဲ့ပွဲဘာဖြစ်ခဲ့လဲဆိုတော့ 2C 3C ကနေပြီးတော့3-2တွေပါတယ်ကျွန်တော်ဖြစ်သွားတယ်ဒီနေရာမှာ4-2ဆိုတာမျိုးကလည်းတော်တော်လေးကိုနောက်ဆုံးအချိန်ကြီးတော်တော်လေးကန်ကောင်းခဲ့လို့ပါကိုယ့်ရဲ့စိတ်တိုင်းဟိုဘာလဲပြောလုံရင်လုံတယ်လို့အလုတ်ဖြစ်သွားလို့ကြားထဲမှာ3 3ဖြစ်သွားနိုင်မယ့်အခိုက်အတန့်ကြီးအများကြီးရှိတယ်။ဒါတွေကဘာကြောင့်လဲကျွန်တော်တို့ပွဲကိုမထိန်းချုပ်နိုင်လို့ကျွန်တော်ဖြစ်ရတာပဲ Norian Forest ကိုကျွန်တော်ဝမ်းစီနဲ့ကျွန်တော်ဥဆောင်ထားတယ်။ပွဲကိုမထင်းချုံနိုင်လို့ကျွန်တော်ဖြစ်ရတာပဲ။နောက်ပြီးလို့ရှိရင် Manchester City ကိုကျွန်တော်အနေနဲ့ဘောတော့3စီးနဲ့ကျွန်တော်ရှုံးနေ။ကျွန်တော်ကပွဲကိုမထင်းချုံနိုင်လို့ကျွန်တော်ဖြစ်ရတာပဲ။ဆိုတော့ပြောရရင်ကျွန်တော်ပွဲကိုထင်းချုံနိုင်စွမ်းရှိတယ်ဆိုတဲ့အနေထားကပူကောင်းလာတယ်လို့ကျွန်တော်မခံစားရဘူး။နောက်တစ်ခုကဟိုပူကောင်းလာတယ်လို့ခံစားရတဲ့အနေထားမျိုးမြင်တာကဘာကြောင့်လဲဆိုတော့ပြိုင်ဘက်တီဟာ Manchester United က counter attacking counter attack team ဖြစ်တယ်။ ပြီးရင်လောင်းဘောတွေသွားတဲ့ team ဖြစ်တယ် second ball ထတော့ကောင်းတဲ့အသင်ဖြစ်တယ်ဆိုပြီးတော့သူတို့နားလဲထားတော့ဘာလုံးလိုက်လဲသူတို့တက်နိုင်နေမြား pressing နေမသွားတော့ဘူးဘောလုံးမကင်တော့ဘဲနဲ့ united ကိုဘောလုံးပေးကင်လိုက်တယ်ပြဿနာကအဲ့ဒီမှာကိုယ်အသင်းကကိုယ်ခြေထဲမှာဘောလုံးရှိရင်ဒါအပြင်ပြိုင်ဘက်က high pressing နေ counter pressing နေမလုပ်လာဘူးဆိုရင်ကျတို့မကစားရတော့ဘူးအဲ့တော့အသင်းတော်တော်များများကကျွန်တော်ကိုဘောလုံးပေးကင်လိုက်တဲ့အခါကိုရီမာ position gain ကြီးအများကြီးရှိမယ် position ကြီးအများကြီးရှိမယ်သို့တော့ ကျွန်တော်အနေနဲ့အဲ့ဒါကနေတဆင် NDA များတဲ့အနေအထားတကူမပြောင်းလဲနိုင်ဘူးအဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပွဲကိုထိန်းချုပ်ထားတာမဟုတ်ဘဲနဲ့ပြိုင်ဘက်ကပြန်ပြီးတော့ထိန်းချုပ်ထားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘောလုံးတော့ကျွန်တော်တို့ရှိနေတယ်တို့တော့ပွဲကိုထိန်းချုပ်ထားတာကပြိုင်ပြအတင်းဖြစ်နေတယ်ဆိုတော့ position များတိုင်းကျွန်တော်တို့ကပွဲကိုထိန်းချုပ်တယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဘာလို့လဲဆိုတော့တချို့အသင်းတွေဟာသူတို့ခြေထဲမှာဘောလုံးမရှိဘဲနဲ့ပွဲကိုထိန်းချုပ်ထားတာတွေရှိလို့ပဲအဲ့ကြောင့်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ကျွန်တော်ကတော့အတင်းကပွဲကိုထိန်းချုပ်နိုင်စွမ်းပို့ပြီးတော့ကောင်းလာတယ်ဆိုတာတော့တိတ်ပြီးတော့ မမြင်ဘူးပေါ့နော်အဲဒါအပြင်သူထပ်ပြီးတော့ကျွန်တော်ပြောသွားတာလည်းကျွန်တော်ရှိတယ် injury ပြဿနာတွေနဲ့ပတ်သက်လို့ပေါ့နော်ဒါရပြဿနာတွေရော့လာတဲ့ကိစ္စကလည်းကစားမားတွေ training မှာပြင်းပြင်းထန်ထန်လေ့ကျင့်လာတယ်ဆိုရင်တော့ပင်မနာတွေတချို့ရှိမြေပေါ့ဗျာအသေးစားတိကမိတာတွေပါလေဖြစ်ကောင်းဖြစ်တတ်တယ်ပေါ့နော်အဲဒါပေမဲ့လည်းကျွန်တော်တို့ဒန်ရရနေတဲ့အဓိကအကြောင်းရင်းကတော့တပတ်ကိုတပွဲပဲခံရတယ် training တွေမှာလည်းနည်းနည်းပါးပါးတိကမိတဲ့ကစားမားတွေဆိုရင်ဘယ်လိုပြောမလဲအားလဲရက်တွေပါလေနောက်ထပ်အပူနားရက်တွေပါရှိတဲ့အခါကျတော့ ြီးကြီးမားမားဒဏ်ရာပြဿနာတွေဖြစ်မလာတော့ဘဲနဲ့ဒဏ်ရာနိုင်ကြည်တွေနေသွားတယ်ပေါ့နော်အဲဒါကတော့ injury ပြဿနာကတော့ဗျာကျွန်တော်အနေနဲ့ဒီယာဒီမှာတက်နိုင်တယ်များဆိုလို့နေဖို့ကျွန်တော်မျောလင့်ထားတာပဲပွဲမှာမကစားရတာအပွဲပဲကစားပြီးတော့ကျွန်တော်ကဘယ်ဘယ် injury မှကျွန်တော်ရကျင်နေလို့ကျွန်တော်မဖြစ်ဘူးလေနော်ရမှလည်းမဟုတ်ဘူးဆိုတော့အဓိကကျွန်တော်တို့ရဲ့အသင်းရဲ့ပြဿနာဖြစ်တဲ့ခံစစ်နဲ့ပတ်သက်လို့သူပြောထားတယ်ဂိုးတွေပေးရတာတွေကဒါပြဿနာကြီးတွေကတခုဖြစ်တယ်ပေါ့နော်ပွဲကိုအနိုင်ရတဲ့အသင်းတင်းတင်းဟာဂိုးတွေအများကြီး ူပေါင်းတင့်မှုတွေကျွန်တော်ဘာလဲဂိုးတွေအများကြီးတွင်းခံရလိမ့်မရှိဘူး။ပြိုင်ဘက်ကကိုပေါက်ကံကိုကျိုးပန်းတဲ့နေရာမှာကိုပေါက်တဲပြတဲ့အခွင့်အရေးတွေအများကြီးပေးရလိမ့်မရှိဘူးပေါ့ကျွန်တော်တို့ကတော့အဲ့လိုမဟုတ်ဘူးပေါ့နော်အခွင့်အရေးရတဲ့တစ်ချိန်ကိုကိုဖြစ်ပြောင်းလဲဖို့လဲလိုတယ်လို့တစ်ဖက်ကအခွင့်အရေးတွေကိုလည်းအတင်းလိုက်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုဖြစ်မပြောင်းလဲသွားအောင်ကာကွယ်နိုင်ဖို့ကျွန်တော်လိုတယ်ပေါ့ တော့တွန်းတွန်းတိုက်တိုက်နဲ့ကျွန်တော်ခုခင်မင်းဆိုရင်ခန်းစစ်ကကစားပုံကပို့ပြီးတော့ကောင်းလာမယ်ဆိုတော့ဂိုးတွေသွင်းတယ်လို့ခန်းစစ်ကလည်းဂိုးတွေပေးတာမျိုးမလုပ်သင့်ပေနဲ့ခန်းစစ်ကိုအများကြီးပို့ပြီးတော့တိုးတက်အောင်ကျွန်တော်ကြိုးပမ်းမှုလိုတယ်ပေါ့ခန်းစစ်ကကျွန်တော်တို့ဒီယာဒီမှာအကြီးမားဆုံးပြဿနာပါကျွန်တော်ကျွန်တော်တော်တော်ကိုစူးစူးဝါးဝါးခန်းစစ်ကိုကျွန်တော်ပိုင်ဆိုင်ထားတယ်ညီကတို့ပဲစဉ်းစားကျွန်တော်လက်ရှိဒီယာဒီပရီးမီးယားလိဆယ်ဘွဲကစားပြီးတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်ဟာ16ဂိုးကြီးကျွန်တော်ပေးထားရတယ်16ဂိုးကြီးကျွန်တော်ပေးထားရတယ် ကိုရီနဲ့အနီးဆက်ဆုံးပေးထားတဲ့ဟိုအတင်းကလီဗာပူးအတင်းမှာ14ဂိုးတိသူတို့ပေးထားရတယ်။နော်14ဂိုးတိပေးထားရတယ်။ဘုံပေါက်14ဂိုးပေးထားရတယ်။စပါးကျွန်တော်8ဂိုးပဲပေးရတယ်။နော်ဆန်ဒါလန်8ဂိုးပဲကျွန်တော်ပေးရတယ်။ဆန်ဒါလန်တော့8ဂိုးပဲကျွန်တော်ပေးရတယ်။မန်စီးတီး8ဂိုးပဲပေးရတယ်။ကျွန်တော်ဒါအာဆင်နယ်3ဂိုးပဲပေးထားရတယ်။ကိုရီအောက်ကခရစ်စတယ်ပဲလစ်9ဂိုးပဲပေးထားရတယ်။ เนาะ Brighton တော့မှ15ခုပဲပြီးထားရတယ် Aston Villa 10ခုပဲပြီးထားရတယ် Newcastle 17ခုပဲပြီးထားရတယ် Everton 73ခုပဲကျွန်တော်ပြီးထားရတယ်ဆိုတော့ United ရဲ့ခံစစ်ကတော်တော်ကိုစိုးဝါလုံးပါတယ်တော်တော်ကိုစိုးဝါလုံးပါတယ်ကျွန်တော်တို့အနေနဲ့ဟိုတပွဲတပွဲကို clean sheet မပြောနေဘူးเนาะဟို2ခု3ခုမပြီးရရင်တော့ကံကောင်းဆိုတဲ့အနေထားကျွန်တော်ဖြစ်နေတာဒါတော်တော်လေးကိုအချိန်ကြီးစိုးပါတယ် United အတွက်တော်တော်လေးကိုအချိန်ကြီးစိုးပါတယ်ဆိုတော့ကျွန်တော်ကတော့ဘာလို့ပြောမလို့အတင်းရဲ့ခံစစ်မှာ ကြစ်လင့်မှုတွေတအားအားနေတယ်ပေါ့ကြစ်လင့်မှုတွေတအားအားနေတယ်ပြီးရင်ကျွန်တော်တို့နေဝင်းဘက်စ်နှစ်ယောက်ကလည်းပေါ့နော်ခန်းစစ်ကိုဘလို့မှကောင်းအောင်လုံပြနိုင်တဲ့ကစားမတွေမဟုတ်ဘူးဝင်းလေကစားမတွေကလည်းခန်းစစ်ကိုအများကြီးကူနိုင်တဲ့ပလေယာတွေမဟုတ်တဲ့ခါကျတော့ခန်းစစ်လိုင်းမှာ9ယောက်ကြည့်တာကျွန်တော်ရှိနေတာဘလို့မှအဆင်မပြေဘူးပေါ့နော်ခန်းစစ်ကယူနိုက်တက်အနေနဲ့တော်တော်ကိုစူးစူးဝါးဝါးတွေမှာကျွန်တော်ပါပါတယ်နော် အဲဒါအပြင်သူဆက်ပြီးတော့ခရစ္စတီယန်ရိုနယ်ဒိုရဲ့အင်တာဗျူးနဲ့ပတ်သက်လို့ပြောထားတယ်ပေါ့လေကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲရိုနယ်ဒိုက PS Morgan နဲ့သူ့ရဲ့ YouTube channel မှာအင်တာဗျူးတွေပါတယ်သူလုပ်တယ်။အဲ့တော့ဗျာလဲဆိုတော့ရိုနယ်ဒိုရဲ့အင်တာဗျူးမှာပြောခဲ့တဲ့ United ကိုပြောခဲ့တာတွေနဲ့ပတ်သက်လို့သူကောင်းကောင်းသာမြင်ထားရတယ်ဖတ်ထားရတယ်သဘောပေါက်ထားရတယ်ပေါ့။ခရစ္စတီယန်ရိုနယ်ဒိုမျိုးဟိုလူတစ်ယောက်ရဲ့စကားဆိုတာမျိုးကအင်မတန်တက်ရောက်မှုကကြီးတယ်ပေါ့နော်။သူပြောတဲ့အတိတ်ပဲကိုလည်းကျွန်တော်တို့ကောင်းကောင်းနားလည်ထားတယ်။အရေးကြီးတာကကျွန်တော်အနေနဲ့ပြီးခဲ့တဲ့အရာတွေမဟုတ်ဘဲနဲ့ လာမယ့်ရှိအနာဂတ်ကိုကျွန်တော်တို့ဘယ်လိုပြင်ဆင်မလဲဆိုတာပဲပေါ့နော်အဲဟိုအသင်းရဲ့အမှားတွေကိုလည်းပြင်ဆင်ပြီးတော့ကြောင်းလဲဖို့ကျွန်တော်တို့ကအနာဂတ်မှာကြိုးပမ်းရမယ်ဆိုတော့အတိတ်ကိုကျွန်တော်တို့အနေနဲ့အတက်နိုင်နေများထားခဲ့ဖို့လိုတယ်ကျွန်တော်တို့ပိုကောင်းတဲ့အနာဂတ်အတွက်ဟိုဆက်ပြီးတော့ကြိုးစားသွားဖို့ရှိရပေါ့နော်အသင်းရဲ့ဖွဲ့စည်းပုံအပိုင်းတွေကစားအခုဆိုလို့ချင်းကြောင်းလဲမှုတွေနဲ့ကစားမားတွေကိုတိုးတက်ဖို့တွေကိုပဲကျွန်တော်ဦးစားပေးပြီးတော့လုပ်နေတယ်ဆိုပြီးတော့ပြောထားတယ်အဲရိုနယ်ဒိုနဲ့ပတ်သက်တာတွေကတော့ကျွန်တော်ရှိမှလည်းဗီဒီယိုတွေပါတည်တယ်လုပ်ခဲ့ပြီပေါ့ခရစ္စတီယိုရိုနယ်ဒိုဟာ အသင်းအနေနဲ့ structure မရှိကြောင်းတော့ United မှာဆိုရင်ကစားမတချို့ကဘယ်လိုပြောမလဲအဆင်ပြေပြီးမြဲလေလို့ကစားမတချို့မှာမှန်ကန်တဲ့ mentality တွေရှိမနေသေးကြောင်းเนาะ Ammonia လူတော်တယောက်ဖြစ်ပြီးမြဲလေလို့ပေါ့နော်လက်ရှိအသင်းရဲ့အနေအထားကိုကျွန်တော်ကဘယ်လိုပြောမလဲ major တခုလို့သူ့အနေနဲ့ဘာမှအချင်းချင်းပြောင်းလဲမှန်းမ်းမဟုတ်ဘူးဆိုတဲ့အကြောင်းပိုင်ရှင်ကြီးပြဿနာတွေရှိနေကြောင်းဒါတွေနဲ့ပတ်သက်လို့သူပြောသွားတယ်ဒါရနယ်ဒိုပြောတဲ့တည်းမှာတော့မှားတယ်ဆိုတဲ့အရာကခက်ရှားရှားပါเนาะဒါကြောင့်လို့တည်းမှာဆိုလို့ရှိရင်ဒီ နီးပြအမိုရင်းကတော့ဒါတွေနဲ့ပတ်သက်လို့သူပြောထားတာတွေရှိတယ်ပေါ့လေထူးထူးခြားခြားကြီးတော့ကျွန်တော်အများကြီးမရှိဘူးဆိုတော့ဒါကတော့အမိုရင်းကစပားနဲ့ပွဲအတွက်တင်းစားရှင်လင်းပွဲလုပ်ခဲ့တဲ့တွေကအကြောင်းအရာတွေချုပ်ပေါ့လေဆိုတော့ခြုံကြည့်ရလို့ရှိရင်သူ့အနေနဲ့ပေါ့နော်ခန်းစစ်ကပို့ပြီးတော့ကောင်းမှုလုပ်တယ်ဆိုတာတွေသူပြောထားတယ်တိုင်ဘက်ကိုပို့ပြီးတော့ထိန်းချုပ်နိုင်စွမ်းမြင့်လာတယ်ဆိုတာတွေသူပြောထားတယ်ဒါအပြင် injury ပြဿနာတွေကင်းလာတယ်ဆိုတာတွေနဲ့ပတ်သက်လို့ဝမ်းသာကြောင်းသူပြောထားတယ်ဒါအပြင်စပားထက်ပို့ပြီးတော့ကောင်းကောင်းကျွန်တော်ကစားနေတဲ့အသင်းဖြစ်ကြောင်းတွေသူပြောထားတယ်ဆိုတော့ညိုရောဘလူးမင်ညလဲ လက်ရှိသူပြောပုံရဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ပေါ့နော်စပါထက်ပိုကောင်းတဲ့ပုံစံမျိုးဖြစ်နေတော့စပါကိုအနိုင်ယူနိုင်စွမ်းရှိတယ်လို့ညီကလို့မြင်ကြလားဆွေးနွေးကြပါအားလုံးကိုချစ်သူများဒီမှာလည်းနောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်ဆိုတော့ channel လေးကို subscribe နဲ့ activate လုပ်ခြင်းလည်းပဲနေပြီးတော့တောင်းဆိုပါရစေအားလုံးကိုကျေးဇူးပါ